င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ3ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမတို့အင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့လောက်လောက်မြို့နယ်မှာစစ်ကောက်မရှင်စစ်ကြောင်း၂ရက်ဆက်တိုက်ဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဖက်မှ၈ဦးသေဆုံးတဲ့သတင်းဒီမော်ဂျိုမြို့နယ်အနောက်ချမ်းကိုစစ်တပ်က၄ချောင်းတိုက်ခိုက်လို့တော်လိုင်းတပ်ဖွဲ့ဝင်၄ဦးကြာဆုံးတဲ့သတင်း ရောက်ရီမျိုးနဲ့လိကေကော်ကိုအင်အားအလုံးအရင်နဲ့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းအထိနာပြီးတော်လည်တပ်ဖွဲ့တွေကလက်နက်ခဲရဲ့အများအပြားသိမ်းဆည်းရမိတဲ့တဲ့စစ်ကောင်မရှင်ကရန်ကုန်မှာမိုးပြန်အမြန်လန်းတဲ့မြို့တော်အပြင်ပတ်လည်တိစောက်ဖို့စီစဉ်နေတဲ့တဲ့မိုင်းရှာဖို့ထွက်လာတဲ့အာမသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှနှစ်ဦးသေဆုံးတာတဦးထိခိုက်ဒဏ်ရာရတဲ့တဲ့ တင်ငယ်လုံးမျိုးနဲ့မှာလူငယ်တူလူကြီးတိတ်ချိန်လမ်းဘေးတစ်ပင်မှာအဆုံးစီရင်မှုဖြစ်ပွားတဲ့တွင်အဖဂန်မြောက်ပိုင်းမှာငလျင်လှုပ်ခတ်လို့လူ၂၀တေဆုံးပြီး300ကျော်ထိခိုက်ဒဏ်ရာရတဲ့တွင်အဆရှိတဲ့တွင်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လောက်လုံမြို့နယ်မှာစစ်ကောမရှင်စစ်ကြောင်းနှစ်ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှရှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တဝဲခရိုင်လောင်လုံမြို့နယ်မောင်မခံကြီးရွာမှာကရင်ကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့ AR 84ဦးပါစစ်ကောမရှင်စစ်ကြောင်းကိုနေရက်ဇက်တိုက်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ22ရက်နေ့ညနေ4:50မိနစ်အချိန်ခန့်မှာကရင်ကြီးရွာကိုရောက်ရှိနေတဲ့စစ်ကောမရှင်စစ်ကြောင်းနဲ့နှစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ကစစ်တပ်ဖက်မှအထိကိုက်တိုက်ဆုံမှုတွေရှိခဲ့ပြီးမဟာမိတ်ပူပေါင်းတပ်ဖွဲ့ကရဲဘော်တအူးလဲမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ အဲ့ဒီနောက်ကရင်ကြီးရွာမှာကမ်ပဏီရွာကိုရောက်ရှိလာတဲ့အဆိုပါစစ်ကြောင်းကိုအော်တိုဘာလ22ရက်နေ့ညနေ4နာရီခွဲအချိန်ခန့်မှာထပ်မံတိုက်ခိုက်ခဲ့ရာတိုက်ပွဲကြမ်းရင်းချိန်2နာရီခန့်ရှိခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။ကရင်ကြီးရွာနဲ့ကမ်ပဏီရွာတို့မှာစစ်စုပေါင်းတိုက်ပွဲ2ချိန်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှရှိဦးသိမ်းဆုပ်ကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကောမရှိတပ်ကလက်နက်ကြီးပစ်ကူနဲ့စစ်သည်မော်ပစ်ကူတွေပေးခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုဒေါနာတရင်တက်ခွဲခေါ် LPDF ဒေါနာတရင်တက်ခွဲလေး KPDF ရမညမွန်တက်တော် DNL ဒုရကစစ်ကြောင်းနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ထို့မှာတစ်ဆင့်ကမ္ပဏီကြီးရွာနဲ့ပညစ်ကြီးရွာကြားရှိကြကြားမင်းထိုင်တောင်ပေါ်ကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရောက်ရှိတပ်ဆွဲနေခြင်းတော်လိုင်းအေးပူပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုတွေရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဒီမော်ဆိုမြို့နယ်အနောက်ချမ်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့တော်လိုင်းတပ်ဖွဲ့ဝင်၄ဦးကြာဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်ဒီမော်ဆိုမြို့နယ်အနောက်ချမ်းတနေရာကိုစစ်ကောင်မရှိကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့တော်လိုင်းတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်က ဒီမော်ဆိုမြို့နယ်အနောက်ချမ်းရှိ KSP စခန်းတနေရာကိုအာနာသိန်းစစ်ကောင်မရှင်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်150ဘုံကျဲချပြီးနောက်မိုးပြမြို့ကတက်လာတဲ့အသေးခံ drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာ KSP ရဲဘော်လေးဦးကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိတယ်လို့သိရှိရပါတယ်။မနက်အစောခုနှစ်နာရီလောက်ကပေါ့နေဟာအတိအကျကိုကျဲချတာလေနဲ့အရင်ကျဲတာပြီးမှနောက်ကအသေးခံ drone နဲ့ထပ်ကျဲတာ drone ကမိုးပြဘက်ကလာတယ်ပြောတယ် ရဲဘော်လေးဦးကြတယ်လို့ကြတယ်တကယ်စိတ်မကောင်းစရာပါပဲလို့တိတာခန်တဦးကပြောဆိုထားပါတယ်အာနာသိမ်းပြီးနောက်ပိုင်းပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလကအထိစစ်ကောင်မရှင်ကကရင်နီပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်200ကျော်ပြုလုပ်ခဲ့တယ်လို့တိုးတက်သောကရင်နီပြည်သူအင်အားစု PKPF ကထုတ်ပြန်ထားပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့မြောက်ပြည်မြို့နယ်လေးကီကော်မြို့ကိုအင်အားအလုံးအင်းနဲ့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းအထိနာပြီး တော်လိုင်းတပ်ဖွဲ့တွေကလက်နက်ခဲအများပြားကိုတိတ်စီရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်လေးကိတ်ကော်မြို့တစ်ကိုအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှိစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာလက်နက်ခဲအများပြားကိုတိတ်စီရမိကြတယ်လို့စစ်သည်နယ်စစ်ကြောင်းကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ31ရက်နေ့ကမြောက်ပြည်မြို့နယ်က ရသေးခုကျေးရွာမင်းလက်ပံကျေးရွာဖလူကျေးရွာဘက်ကို အင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတဲ့တမ20နှစ်လောက်ခန့်စစ်ကောင်မရှိစစ်ကြောင်းကို KNU KNLA ဦးဆောင်တဲ့ယူဟာ30နှစ်ကျက်တဲ့နဲ့စစ်ကြောင်း Justice Soldier တပ်ဖွဲ့နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကအကြိမ်ကြိမ်ခုခံဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းကျက်တဲ့နဲ့စစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှိတပ်ဖွဲ့ဝင်အများအပြားတိုက်ဆုံးခဲ့ပြီးထွက်ပြေးအလင်းဝင်လာသူများတုံ့ပန်းများကိုဖမ်းဆီးရမိခဲ့ကြ လက်နက်ခဲရဲ့အများအများကိုတင်စီရမိခဲ့ကြောင်းထုတ်ပြန်ချက်အရာသိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်တပ်ဘက်မှဒီပညာမြင့် drone များလက်နက်ကြီးပစ်ကူများတာဝေးပစ်ဒုံးကြီးများအပြင်လေကြောင်းနဲ့လည်းပစ်ကူပေးခဲ့တယ်လို့သိရှိရပါတယ်။အခုစစ်တပ်ကစစ်ကားတွေနဲ့အင်အားတွေထပ်တိုးဖြစ်ပြီးစစ်ကြောင်းထိုးလာတယ်။လူကအတော်ပေါ်နေတဲ့ပုံပဲ။မှန်မိတယ်လို့တော့စစ်မှုထမ်းတပ်သားတစ်တွေကိုတုံထားပုံရတယ်။ ဘလောက်တိတ်တိတ်ဆစ်ဆက်တုံးပြီးလူအသက်တွေကိုဖျုံးနေတာလို့ကရင်စည်ရည်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ပြည်သူတွေအနေနဲ့ထွက်ပေါက်မဟုတ်တဲ့စစ်ကောင်မရှင်ကပြည်လုံးမဲ့ရုံမာရက်ဆက်တဲ့ရွေးကောက်ပွဲကိုမပါဝင်ကြဘူးနဲ့မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်းဆရာနာရှင်စနစ်ကိုအမြင့်ပြည့်ချိန်မုံနိုင်သည့်အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းစစ်တပ်နဲ့စစ်ကြောင်းကထုတ်ပြန်တိုက်တွန်းထားတာကိုလည်းတွေ့ရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ကရန်ကုန်မှာမိုးပြန်အမြန်လန်းနဲ့မြို့တော်အပြင်ပလတ်တိဆောက်ဖို့စီစဉ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်ကရန်ကုန်မှာမိုးပြန်အမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလတ်တိဆောက်ဖို့အတွက်စီမံကိန်းဥဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြန်နမ်းမှဖော်ပြထားတာကိုတွေ့ရပါတယ်။စက်မှုဆောင်တွေအကြားဆေးဆက်မှုကောင်းစေရန်ပင်လယ်ကူးတိမော့စိတ်ကမ်းများ drive for များအခြေပြုမျိုးသစ်များနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းများအဆင်ပြေချုံးမွေလာစေရန်နဲ့ နိုင်ငံရဲ့စီးပွားရေးဈေးညံလမ်းမကြီးတစ်ခုအဖြစ်ပေါ်ထွန်းလာစေဖို့ရည်ရွယ်ပြီးအခုလိုဖွဲ့စည်းထားခြင်းဖြစ်တယ်လို့မြန်မာနိုင်ငံပြန်နှံမှာဖော်ပြထားပါတယ်။ဒီစီမံကိန်းကော်မတီကိုစစ်ကော်မရှင်လောက်ခန်ဆောက်လုပ်ရေးဝန်ကြီးကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီးအဖွဲ့ဝင်များအဖြစ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဒုတိယဝန်ကြီးဗဏ္ဍာရေးနှင့်အခွန်ဒုတိယဝန်ကြီးတရစီစွာအဒုတိယဝန်ကြီးတို့ကဆောင်ရွက်မှာဖြစ်ခါအတွင်ရမှုအဖြစ်ဆောက်လုပ်ရေးဒုတိယဝန်ကြီးကဆောင်ရွက်မှာဖြစ်ကြောင်းလည်းသိရှိရပါသည် ဇီးသီးပန်းဘလို့မှောက်မလဲစောင့်ကြည့်ရမှာပေါ့ဗျာနောက်အစိုးရကိုကြန့်ခံရေးကလုံးမယ်ဆိုတဲ့အပိုင်တွက်ကိန်းနဲ့ဒီစီမံကိန်းကိုကျူလုတဲ့သဘောပေါ့အခုလိုကျူလုထားတော့လွတ်တော်လဲတင်ပြเสียရမလို့တော့ဘူးပေါ့စစ်အစိုးရအဆက်ဆက်ရန်ကုန်မှာကကားကြက်ခေတာပဲဘာလို့အခုမှလုံပြခြင်းနေလဲဆိုတာကတော့စဉ်းစားကြည့်ပေါ့လို့ပြည်သူတဝကမြို့တော်ကိုပြောဆိုထားပါတယ်အဲ့ဒီစီမံကိန်းမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်သုံးဆွဲရမယ့်ကိစ္စရပ်များအပါအဝင် အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ဆောင်ရွက်ရမယ့်အချက်များနဲ့ဆက်လျင်ပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရယူဆောင်ရွက်သွားမယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန်းရှောက်ဘူးထွက်လာတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဖက်မှနှစ်ဦးသေဆုံးတာတပ်ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့နယ်မှာအော်တိုဘာလ31ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှနှစ်ဦးသေဆုံးကတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မုံရွာ Dynamite Special Task Force ကထုတ်ပြန်ထားပါတယ်။မုံရွာမြို့နယ်မုံရွေးတံပိုကတားမှာမိုင်းရှာဖို့ထွက်လာတဲ့အင်အား15ဦးခန့်ရှိအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကိုမုံရွာမန္တလေးကားလမ်းမကြီးတနေရာမှာတော်လရေးတပ်ဖွဲ့တွေကဗလီသာမိုင်းသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Heart Army BHA မုံရွာ Dynamite Special Task Force စီးနွေးဖိုက်တာဂရုတို့မှပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေကအထူးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။မုံရမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအထူးနာနေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပြစ်မှတ်ထားတာလေကြောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကလည်းမုံရမြို့နယ်တောဘူးပြည်ရွာမှာစက်ကြီးကောက်ဖို့ထွက်လာတဲ့အင်အား20ခန်းရှိအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကို မုံရောင်မန္တလေးကားလမ်းမကြီးတနေရာမှာတော်လိုင်းအတပ်ဖွဲ့တွေကဗဒေသာမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအနှုပ်ဦးတည်ဆုံးက၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သင်္ကန်းကျုံမြို့နယ်မှာလူငယ်တအူလူကြီးတိတ်ချိန်နန်းဘေးတစ်ပင်မှာအဆုံးစီမှုဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းသင်္ကန်းကျုံမြို့နယ်မှာဒီကနေ့မနက်အစောပိုင်းကလူငယ်တအူလမ်းမေးတစ်ပင်မှာကျိုးဆွဲချတိုက်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ် နိုဝင်ဘာလ3ရက်နေ့ဒီကနေ့မနက်အစောပိုင်း2နာရီအချိန်ခန့်ကဘဝမြင့်ရက်ကွက်ရတနာလမ်းမဘက်အချံဘဟုလမ်းမဘော်ကတစ်ပင်မှာအမျိုးသားတဝူကျိုးဆွဲချတိတ်ဆုံးမှုဖြစ်ပွားခဲ့တာလို့သိရှိရပါတယ်။မိုးရေရွာနေတဲ့အချိန်ကြီးဖြစ်တာလမ်းကဖြတ်သွားတဲ့ကားသမားကမြင်လာကနေပရာဟိတကားတွေခေါ်ပြီးရက်ကွက်ကလူတွေနဲ့ဖယ်ကြရတာပါ။တည်တဲ့ကလေးရဲ့မိသားစုဝင်တွေကိုလည်းစုံစမ်းနေတယ်။လူငယ်တွေကပါပဲလို့ဒေသခံတဝူကပြောဆိုထားပါတယ်။ တည်ဆုံးသူမှာအသက်30အရွယ်လို့ခန့်မှန်းရပြီးအခုရက်ထဲရန်ကုန်မြို့မှာကိုကိုကိုအဆုံးစီရင်မှုတွေမကြခဏဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။တာမွေမှာလည်းဟိုရက်ကလူငယ်တယောက်အခုလိုပဲအဆောင်မှာလုတ်သွားလို့ကျွန်တော်တို့သွားတည်ရသေးတယ်။အများစုကလူငယ်တွေများတယ်။ဂိမ်းနဲ့မူးယစ်ဆေးကြောင်းကများတယ်။အခြေရေးကိစ္စတွေလည်းရှိတယ်။အဓိကကဂိမ်းနဲ့မူးယစ်ဆေးကြောင်းဖြစ်တဲ့ဟာများနေတယ်လို့ပရိုက်တာအသင်းအဖွဲ့ဝင်တဦးကမြို့တော်ကိုပြောဆိုထားပါတယ်။ ဒီကနေ့မနက်မှာအမျိုးသားအလောင်းကိုစံပြဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင်ထားတယ်လို့သိရှိရပြီးသေဆုံးသူရဲ့မိသားစုဝင်တွေကိုချိတ်ဆက်ရှာဖွေနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာဖဂန်မြောက်ပိုင်းမှာငလျင်လှုပ်ခတ်လို့လူ20ဦးသေဆုံးပြီး300ကျော်ထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဖဂန်နစ္စတန်မြောက်ပိုင်းမှာငလျင်လှုပ်ခတ်ပြီးနောက်အနည်းဆုံးလူ20သေဆုံးခဲ့ကြောင်းဒီသခန်အာနာပိုင်းကပြောဆိုထားပါတယ်။ ငလျင်ကြောင့်လူရာပေါင်းများစွာလည်းဒဏ်ရာရရှိခဲ့ပါသည်။ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေပြီးတည်ဆုံးသူအရေးအတွက်မြင့်တက်လာပွဲရှိတယ်လို့ဆိုထားပါသည်။ငလျင်ဟာအာဖဂန်နစ္စတန်နိုင်ငံရဲ့အကြီးဆုံးမြို့တွေကတစ်မြို့ဖြစ်တဲ့မာဇာအီရှာရစ်မြို့မှာဒီကနေ့မနက်အစောပိုင်းတနားရီကလှုပ်ခတ်ခဲ့တာပါ။အမေရိကန်ဘူမိဌာနရဲ့အဆိုအရငလျင်ဟာ Richter scale 6.3အစိမ်းရှိပြီးမြေအောက်အနက်18မိုင်ကနေလှုပ်ခတ်ခဲ့တာပါ။ တာလီဗန်အစိုးရကျမရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကတော့လူ20ကျော်သေဆုံးပြီး320ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။ဗော့ပြည်နယ်ခရိုင်အလုံးမှာအသေးစားဒဏ်ရာရသူတွေနဲ့အပေါ်ရဲ့ပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့လည်းဆိုထားပါတယ်။ဒဏ်ရာအများစုဟာအထက်မြင့်တွေကနေခုန်ချတာကြောင့်လို့ပြောဆိုထားပါတယ်။မာရှာအစ္စရာရီဟာလူပေါင်း90ကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ငလျင်လှုပ်ချိန်အိမ်ပြိုမှာဆိုလို့ဒေသခံတွေဟာလမ်းပေါ်တွေပြေးထွက်ခဲ့ကြပါတယ်။ အောက်ဂုလာနောက်မိုင်းကလည်းအာဖဂန်နစ္စတန်အရှေ့ပိုင်းတောင်တန်းဒေသမှာဘစ်စတာစကေ6အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီးလူပေါင်း1000ကျော်သေဆုံးခဲ့ပါတယ်။အဲဒီငလျင်ဟာအထူးသဖြင့်အဲဒီဒေသမှာရှိတဲ့ဖြွနေတစ်တေနဲ့စောက်လုပ်ထားတဲ့ကျင်းလက်အိမ်အများစုပြိုကျပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။အိန္ဒိယနဲ့ယူရေးရှားကျောင်းမှာဆုံတွေ့တဲ့ပြည့်ရွေကျော်တွေမှာတရှိတဲ့အာဖဂန်နစ္စတန်ဟာငလျင်လှုပ်ခတ်မှုတွေနဲ့မကြာခဏကြုံတွေ့ရလေရှိပါတယ်ရှင်။ မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝပြည်နဲ့အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်